ဆရာနေနေကရမတ်နဲ့သူ့ရဲ့တက္ကသိုလ်ကဝင်ဝင်စီစီရွေးချယ်တာပေါ့နော်အဲ့တော့ရမတ်ဒီပေါ်မူတည်ပြီးရွေးချယ်တဲ့တောင်ဒီဆောင်ဘွဲကတိကျမှန်ကန်မှုပြီးတော့တရားမျှတမှုရှိဖို့အရေးကြီးပါတယ်အဲ့လိုအရေးကြီးတဲ့အချိန်မှဒီအမတ်တမတ်တမတ်ရဲ့တန်ဖိုးကလည်းအင်တန်အရေးကြီးတာပေါ့နော်အဲ့ဒါအပြင်ဟိုဒီမြန်မာနိုင်ငံကဒီတက္ကသိုလ်ဝင်ဆောင်ဘွဲအောင်လက်မှတ်နဲ့အမတ်စင်းနေအနိုင်ငံတကာတက္ကသိုလ်နိုင်ငံတကာအလုပ်တွေ ဝင်ဝေးနိုင်ငံသားတက္ကသိုလ်တွေဝင်ဝေးလျှောက်တဲ့နေရာမှာနိုင်ငံသားအလုပ်တွေမှာဝင်ရောက်တဲ့အချိန်မှာဒါတွေကအရေးကြီးတဲ့အတိအမှန်ပြုထောက်ထားရဖြစ်ပါတယ်။အဲဒါအဲ့ဒီယာတွေရဲ့အရေးသေးရလဲဒါတွေကလည်းအရေးသေးရှိဖို့လိုအပ်ပါတယ်။အဲ့ဒီယာအဲ့ဒီယာတွေအရေးသေးရှိတဲ့ဟာဦးနိုင်ငံတကာတက္ကသိုလ်တွေအတိအမှန်ပြုပြီးတော့အခုမြန်မာနိုင်ငံကျောင်းသားတွေလည်းနိုင်ငံကမှာတက်ရောက်နေတာရှိပါတယ်။ရှိတော့ဒီယာတွေရဲ့တိကျမှန်ကန်မှုအရေးသေးရှိမှုကိုတာဝန်ယူရမြန်မာနိုင်ငံစာစီဦးစီးဌာနအနေနဲ့တနိုင်ငံလုံးတိုင်းဒါနဲ့ကျင်းပါရတဲ့ เนาะနိုင်ငံတော်ဆင့်ဆောင်ပွဲတွေကိုတရားမျှတပြီးတော့စနစ်နီးစနစ်တကျအောင်မြင်စွာဆောင်ရွက်နိုင်မှုဆိုတဲ့ရည်ရွယ်ချက်နဲ့1980ဒီကမြန်မာနိုင်ငံစာစီအဖွဲ့ကိုစတင်ဖွဲ့စည်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အဲလိုမြန်မာနိုင်ငံစာစီဥစည်းဌာနရဲ့အဓိကတာဝန်ရတော့ထနိုင်ငံလုံးတိုင်းတာနဲ့ချင်းပါတယ်ဆောင်ပွဲတွေကိုတရားမျှတပြီးတော့စီးစနစ်ကြသွားအောင်မြင်စွာကျင်းပနိုင်မှုတွေတာဝန်ယူဆောင်ရွက်နေရဖြစ်ပါတယ်။ပြည်သူ့ဥယျာဉ်6300ညရှိပါတယ်။စာစီဌာနနေရာနီးပါးရှိပါတယ်ခင်ဗျ။ လုတ်ပြန်သွားပါပါအရခင် watch လာကဖြည်တဲ့ကလေးတွေပေါ့အခုနောက်ထပ်ပြီးတော့ပြန်လေးဖြည်ဆူတဲ့ကလေးတွေပေါ့အောင်စင်းကိုတပြိုင်နဲ့တစ်ချိန်နဲ့ကြီးညာဖို့စီစဉ်ထားပါမြန်မာနိုင်ငံရဲ့စာသေးဦးစီးဌာနမှာကျွန်တော်တို့ vision တစ်ခုရှိပါတယ်အဲ့ဒါကမြန်မာနိုင်ငံမှာတရားမျှတပြီးတိကျမှန်ကန်စွာနဲ့မြန်မာနိုင်ငံရှိမှရှိတဲ့ကျောင်းသားကျောင်းသူတွေရဲ့အရေးတွေကိုကျွန်တော်စစ်ဆေးကဲ့ပြတ်ပြီးပညာရေးကိုမြင့်တင်လျမ်းဆိုတဲ့ညီမှန်းချက်ရှိပါတယ်အဲ့ညီမှန်းချက်ရဆရာတို့အနေနဲ့ဒီတက္ကသိုလ်ဝင်ဆောင်ပွဲရဲ့ ပြောမယ်ဆိုရင်နော်သူ့ရဲ့အရေးသွေးသူ့ရဲ့အတိမတ်အာမခံပြုမှုအတိအကျခိုင်မာမှုရှိအောင်ဆောင်ရွက်လျက်ရှိပါတယ်။စကိုင်းကလင်ကြီးကြောင့်တက္ကသိုလ်ဝန်ထမ်းအဖြစ်လွားပျက်စီးခဲ့သည့်ចောင်းသား6300ကျော်ကိုဂုံတိတ်ခါရှိစေရန်အအောင်မပေးဘဲစာမွေးပွဲပြန်ဖြေခိုင်းဟုစစ်ကောင်စီကပြောပြန်စကိုင်းကလင်ကြီးကြောင့်တက္ကသိုလ်ဝန်ထမ်းအဖြစ်လွားများပျက်စီးခဲ့သည့် ကျောင်းသား6300ကိုဂုံတိတ်ခါရှိစေရန်အအောင်မပေးဘဲစာမေးဝဲပြန်ဖြေခိုင်းခြင်းဖြစ်ကြောင်းစစ်ကောင်စီကယနေ့ပြင်းဤဝါရဖြန့်သတင်းစာများမှတဆင့်ထုတ်ပြန်ပြောဆိုပြန်သည်မက်လာ28ရက်နေ့လှုပ်ခတ်ခဲ့သောငလင်ကြီးကျောင်းမန္တလေးတက္ကသိုလ်တွင်တက္ကသိုလ်ဝန်ထမ်းစာမေးဝဲအဖြေလွှာလေးတင်ခန့်မိလောင်ပျက်စီးခဲ့ကြောင်း အဆိုပါအဖြေလွှာများမှာမန္တလေးနေပြည်တော်စကိုင်းနှင့်ကချင်ပြည်နယ်မှတက္ကသိုလ်ဝန်ထမ်းကျောင်းသားကျောင်းသူများဖြစ်ဆိုထားသောအဖြေလွှာများဖြစ်ကြောင်းထို့ကြောင့်အဖြေလွှာပျက်စီးခဲ့ရသည့်ကျောင်းသားကျောင်းသူများကိုလာမည့်ဇွန်လ16ရက်နေ့မှစတင်၍ဆောင်မွေးပွဲပြန်လည်ဖြစ်ဆိုခိုင်းရန်စစ်ကောင်စီကကြေညာခဲ့သည်